ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ3ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယုံပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့ကြောက်ဖြူထွေးဥရုံမှာထောက်ခံစာတစောင်းကို3သိန်းကျပ်ကောက်ခံကြောက်ဖြူမှာခီးတဲ့တထောင်ကျော်ပိတ်မိနေကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်စစ်တွေကနေကြောက်ဖြူကိုရောက်ရှိလာပြီးကြောက်ဖြူကနေတဆင့်မိမိဒေသကိုတွားရောက်ဖို့အတွက် ထောက်ကန်စာယူရမှာကြောက်ဖြူထွေးဦးယုံကထောက်ကန်စာတစ်စုံကိုငွေကျပ်3သိန်းတောင်းခံနေကြောင်းသိရှိရပါတယ်။လက်ရှိမှာလည်းကြောက်ဖြူမြို့မှာလုံခြုံရေးအကြောင်းပြချက်နဲ့ရန်ကုန်စစ်တွေကနေလာတဲ့ခီးတွေကိုစစ်ကောင်စီကတွာလာကွင်းလက်မှတ်မထုတ်ပေးတဲ့အတွက်ကြောင့်လက်ရှိမှာခီးတွေဥယျာဉ်တထောင်ကျော်ပိတ်မိနေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့တလနီးပါးကရန်ကုန်ကနေကြောက်ဖြူကိုရောက်ရှိနေပြီးမိမိနေရက်ကိုပြန်ဖို့အတွက်ထွေးအုံရောက်မှထောက်ကန်စာရရှိရန်ဆောင်ဆိုင်နေရကြောင်းအသက်40နှစ်အရွယ်ရှိအမျိုးသားတအူးကပြောပါတယ်။ ချော့ဖြူထွေးဦးရုံးမှာကိုယ့်ရဲ့ဒေတာကိုတွားရောက်ဖို့ထွေးဦးရုံးကထောက်ခံစာတစောင်းရဖို့ငွေကျပ်၃သိန်းပေးရပါတယ်။ကိုစီကိုပြန်ရဖို့အရေးတနည်းတနည်းထောက်ခံစာရဖို့စောင့်နေတာလူပေါင်းရာနဲ့ချီပါပဲ။ထွေးဦးရုံးစီမကတော့ပေါ်တင်၃သိန်းချက်တောင်းတာပါ။တချို့ကတော့အောက်ဈေးတွေရှိတယ်။အမြန်လူချင်းရင်တော့ပို့ပေးရတာပေါ့လို့ဆိုပါတယ်။ရခိုင်ပြည်အနှံ့ပြားကိုတွားရောက်ဖို့ရန်ကုန်စစ်တွေလေကြောင်းကနေတဆင့်လာကြတာဖြစ်ပြီးစစ်ကောင်စီကတွားခွင့်မရတဲ့အတွက်ချော့ဖြူမျိုးအတွင်ပိတ်မိနေခြင်းဖြစ်ကြောင်း တချို့သူများဟာလည်းလနဲ့ချီကြာမြင့်နေကြောင်းသိရှိရပါတယ်။တချို့သူများဆိုပါကကြောက်ဖြူမြို့မှာပြီးခဲ့တဲ့ August လနဲ့ September လဆန်းပိုင်းမှာစတင်ပြီးကြောက်ဖြူကိုရောက်ရှိနေခြင်းဖြစ်ကတောလာခွေမရတဲ့အတွက်ကြောက်ဖြူမြို့မှာပင်တောင်တင်နေကြောင်းအမျိုးသမီးတဦးကဆိုပါတယ်။ကျမရောက်နေတာဆိုရင်ကြောက်ဖြူမှာတလကြော်နေပါပြီ။မိမိဒေသကိုသွားဖို့ကြောက်ဖြူထွေးဦးရုံမှာစတင်ပါတယ်။အခုတိမကြသေးပါဘူး။ကျမတယောက်တည်းမဟုတ်ပါဘူး။တော်တော်များများလူတွေမချပေးတာပါကျမတို့ကရန်ကုန်ပြင်ရမလားကြောက်ဖြူမှာပဲနေရမလား ရန်ကုန်ပြန်ရမှာကလည်းတွာလာစည်းကအရင်ကြည့်ပါလေရခိုင်ပြည်ကိုလာရတာနိုင်ငံခြားကိုဗီဇာနဲ့တွာနေရတယ်လို့ပါပဲဒီဘက်ကအစိုးရစစ်ကောင်စီဟိုဘက်ကအစိုးရအေအေကိုခွင့်ပြုချက်တွေနဲ့တွာလာနေရတယ်တကယ်တော့ကြားမှာပြည်သူတွေအစဉ်ပြေစီခြင်းပါတယ်အခုကတော်တော်လေးကိုအခက်အခဲဖြစ်နေကြရတယ်မြို့ပေါ်မှာဘဲမှမရောက်ပဲပိတ်မိနေကြတယ်အရင်ကဒုက္ခရောက်ကြပါတယ်လို့ဆိုပါတယ်အေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေကြောင့် စစ်ကောင်စီကပြည်မကိုတွန်းလာခွင့်ကုန်းလန့်ရည်လန့်တွေကိုအားလုံးပိတ်ထားလိုက်ပြီးရင်းကဲ့သို့ပိတ်ထားမှုကြောင့်ခီးတယ်များဟာလည်းရန်ကုန်စစ်တွေကနေတဆင့်မိမိဒေသကိုတွန်းလာနေကြရပါတယ်ထောက်ခံစာယူရမှာလဲကြောက်ဖြူမျိုးထွေအုပ်ရုံးကထောက်ခံစာတစ်စောင်းကိုကြက်သုံးသိန်းအထိပေးနေရပြီးတပတ်ကိုလူဦးရေတရာခန့်သာတွန်းခွင့်ပေးကြောင်းယခုတွန်းလာခွင့်မပေးသေးမှလေးဘက်လေးဘက်အထိရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်။ကြောက်ဖြစ်မျိုးကိုတည့်ရမှာလေရင်၃စီးကနေ၄စီးအထိစဉ်သက်မှုရှိပြီးတစ်စီးမှလူဦးရေ၅၀အထိပါဝင်ကြောင်း အစိုးရခီးတင်များကိုကြောက်ဖြူမြို့မှာမိသည့်နေရာမှာတွားခွင့်မပြုကြောင်းကြောက်ဖြူမြို့ကများကပြောပါတယ်စစ်ကောင်စီကကြောက်ဖြူကနေတွားလောက်ခွင့်လက်မှတ်ရမယ်ဆိုပါကကြောက်ဖြူမြို့ကနေတဆင့်အာရခတ်တတော်အေတင်းချုပ်ထားတဲ့နေရာများတွားရင်ဆက်လီကရီကိုအစစ်စစ်ငှားရန်ကပေးရကြောင်းသိရှိရပါတယ်ကြောက်ဖြူကနေတဆင့်မိမိဒေသကိုတွားရောက်ဖို့လမ်းခရီးမှာတညတညအိပ်ရပြီအဲ့ဒီခရီးအတွက်ဆက်လီကတသိန်းခွဲကနေနှစ်သိန်းထိပေးချေရကြောင်းခီးတဲ့များကပြောပါတယ်ရန်ကုန်စစ်တွေကနေမိမိဒေသကိုတွားရောက် ပွဲစားနဲ့စူပါကငွေကျပ်30ကနေ25သိန်းအထိကုန်ကျမှုရှိတယ်လို့တချို့ကတော့ပွဲစားမပါဘဲသွားလာပါကငွေကြေးအမြောက်အမြောက်ကုန်ကျပြီးဆောင်ရွက်စာရင်ရရှိဖို့ရပ်ပေါင်းလနဲ့ချီကြာမြင့်ကြောင်းသိရှိရပါတယ်။ရခိုင်ပြည်မှာလေကြောင်းလိုင်း9လိုင်းရှိပြီးတန်တွင်းနဲ့အမ်းမြို့နယ်ကလေကြောင်းလိုင်းတွေကိုအရခတ်တတော် AA ကတင်ပိုက်ထင်းချုပ်ထားတဲ့အတွက်ကြောင့်သွာလာခွင့်ပိတ်ထားပါတယ်။ရန်ကုန်စစ်တွေကြောက်ပြူမန်အောင်လေကြောင်းလိုင်းတွေကိုတော့စစ်ကောင်စီကပုံမှန်ပြီးဆွဲနေကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးစင်တာကတော့ကြောက်ဖြူမှာအေအေကချုံခုတိုက်ခိုက်တဲ့အတွက်အကြံဖတ်စစ်တပ်မှဘုံမှုအစ်စ်အပါအဝင်30ဦးခန့်တိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဒုစစ်ဆင်လာတဲ့အကြံဖတ်စစ်ကြောင်းတစ်ခုကိုအရကတ်တတော်အေအေကချုံခုတိုက်ခိုက်လိုက်မှုကြောင့်အကြံဖတ်စစ်တပ်ဘက်မှဘုံမှုအစ်စ်အပါအဝင်30ဦးခန့်တိတ်ဆုံးသွားကြောင်းသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်ဂေါ်တူတောင်တန်းအနီးနောက်ဝင်းကျင်ကိုစက်တင်ဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်ကြောင်းဟာဂေါ်တူတောင်တန်းနဲ့ ုလဘကြေးရွာအကြားမှာအေအေးရဲ့ချုံခိုတိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့အတွက်အကြံပတ်စစ်တပ်ဘက်မှယခုကဲ့သို့တင်ဆုံခဲ့ရခြင်းဖြစ်တယ်လို့ဒေတာရင်းစီရင်တင်ရှင်မြစ်တခုကပြောပါတယ်။ပထမလာတဲ့စစ်ကြောင်းတခုကို AAC မှာခြေမုံခံရလို့ဒုတိယစစ်ကြောင်းလာတယ်။အဲ့ဒီစစ်ကြောင်းကို AA ကစနစ်တကျနဲ့ညအချိန်မှာချုံခိုဝင်ရောက်တိုက်ခိုက်လို့ဗိုလ်မှူးတအုပ်ပါတဲ့စစ်သား30ကျော်တင်ဆုံပါတယ်။ ကျွန်တော်တို့တိတိကျကျရထားတဲ့သတင်းဖြစ်ပါတယ်လို့ဆိုပါတယ်အဆိုပါဘုံမှုအဆင့်ပါတဲ့စစ်ကြောင်းဟာစက်တင်ဘာလ30ရက်နေ့ညမှာအထိနာပြီးအလောင်းတွေကိုအော်တိုဘာလ1ရက်နေ့မှာလာရောက်ဆွဲထုတ်သွားတယ်လို့စီးရီးသတင်းရှိမြစ်တူကပြောပါတယ်ဘုံမှုအဆင့်ပါတဲ့စစ်ကြောင်းဟာအမှတ်30နှစ်ရဲတရင်ဘက်မှထူးတက်လာတဲ့စစ်ကြောင်းဖြစ်ပြီးအင်အား180ခန့်ပါရှိကြောင်းသိရှိရပါတယ်အဲ့ဒီလိုဂျုံကိုတိုက်ခိုက်ခံရတဲ့အတွက်စက်တင်ဘာလ29ရက်နေ့မှာစတင်ပြီး အော်တိုဘလတ်၁ရက်နေ့မနက်ပိုင်းထိနှစ်ဖက်တိုက်ပွဲအလွန်ပြင်းထန်ခဲ့တယ်လို့သိရှိရပါတယ်။အမတ်၃၂ရစ်တရင်ပြင်းစစ်ကီဘက်မှတက်လာတဲ့စစ်ကြောင်းနဲ့တညဝရီရစ်တက်ဌာနချုပ်ဘက်မှတက်လာတဲ့စစ်ကြောင်းတို့ဟာဂေါ်တူတောင်တန်းပတ်ဝန်းကျင်နဲ့တစ်ပုတ်တောင်တိုက်နယ်ကုလဘကြားမှာအေအေးရဲ့စီးရီးပြူဟာအောက်မှာအကြဆုံးအထိကိုက်များပြားခဲ့ပြီးအလူအလဲခံနေရကြောင်းသိရှိရပါတယ်။စက်တင်ဘာလ၂၉ရက်နေ့ကလည်းတညဝရီရစ်တက်ဌာနချုပ်အနီးမှာရှိတဲ့စီမောဘက်မှကုလဘကြေးရွာကိုစစ်ကြောင်းထိုးတက်လာတဲ့ အချက်ဖတ်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရဲတရင်30နှစ်မှထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့ဟာရှင်းစင်နောက်စင်တက်လာရမှာဂေါ်တူတောင်တန်းကုလပါကျေးရွာနာအရောက်မှာအေးအေးထမ်းမှချိန်မုံခံလိုက်ရကြောင်းသိရှိရပါတယ်။ကြောက်ဖြူမြို့ပြပမှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာအချက်ဖတ်စစ်တပ်ဘက်မှအကြဆုံးမြပြပေးမယ်လေ။အင်အားတွေကိုထပ်မံဖြည့်ဆည်းကထိုးစစ်ပြင်ဆင်လာတဲ့အတွက်တိုက်ပွဲများနေ့စဉ်လိုလိုနေရာကွက်ပြီးပြင်းထန်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်တောင်းမြစ်အနောက်ဘက်ချင်းတိုက်ပွဲစစ်ကောင်စီတပ်ရင်းမှုတူသိဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းစစ်တောင်းမြစ်အနောက်ဘက်ချင်းတိုက်ပွဲမှာခမရ20တရင်းမှုမျိုးတန့်စင်သိဆုံးခဲ့တယ်လို့စီးတရင်းရင်းမြစ်တချို့ကပြောပါတယ်။စစ်တကတအပတ်စဉ်46စင်းဒုတိယဗိုလ်မှူးကြီးမျိုးတန့်စင်ဟာဖြူးမြို့နယ်ကနေညောင်လေးပင်အခြေစိုက်ခမရ20ကိုပြောင်းရွှေ့လာတာတလပင်မပြေသေးဘူးလို့ဆိုပါတယ်။28ရက်နေ့တိုက်ပွဲမှာတည်တာအခုဒီလဲတိုက်ပွဲတွေဖြစ်နေပါသေးတယ်။ ဖြစ်စဉ်နေရာကိုတော့အသေးစိတ်မပြောလို့တည်ဘူးလို့ညောင်လေးပင်ချီဆိုင်စီတရင်ရှိမြစ်ကဆိုပါတယ်။ညောင်လေးပင်မြို့နယ်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစီရီတရင်တချို့ကိုမထုတ်ပြန်ရသေးဘူးလို့လည်းဒေသခံတရင်တခုရဲ့တာဝန်ရှိသူကအသိပေးပါတယ်။ဒဏ်ရာပြင်းတဲ့ရဲဘော်နှစ်ဦးအသေးစားထိတာတွေလည်းရှိတယ်။အသေးပြောက်တော့မရှိဘူးလို့သူကဆိုပါတယ်။အထိနာနေတဲ့စစ်ကောင်စီတပ်ကဝိုင်တွဲ Jet Fighter အစရှိတဲ့လေယာဉ်တွေနဲ့ဘုံကျဲတက်ခိုက်နေတယ်လို့လည်းသိရှိရပါတယ်။ညောင်လေးပင်မှာကာမရ90ကမယ94လေးနဲ့ ခလရ51တရင်တွေကပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့အခုနှစ်ဧပြီလကဖန်စီကံပူစော်တီခေါင်းဆောင်လှိုင်မင်းကထွက်ဆိုထားပါတယ်2023ခုနှစ်ကနေ2025ခုနှစ်ဖေဖော်ဝါရီလပိုင်းထိညောင်လေးပင်မြို့နယ်တွင်ခမရ3လေးကိုခလရ393ရခလရ443နဲ့ခမရ8တရင်တွေမှာလဲဒေသခံတွေကိုတက်ဖြတ်ရမှာပါဝင်ခဲ့ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့တန်လင်မြို့မှာရှိတဲ့နေအိမ်တလုံးကိုစစ်ကောင်စီတပ်သားများနဲ့ပြူစောတိလူမိုက်အဖွဲ့ပူးပေါင်းကဓမြတိုင်းကြက်သိန်းတရာကျော်လူယူသွားပြီးအိမ်ရှိလူများကိုပါရိုက်နှက်သွားကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတန်လင်မြို့အောင်ချမ်းသာရက်ကွက်အေသစ်စာမရှိတဲ့နေအိမ်တလုံးကိုအော်တိုဘလာ၁ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိလူမိုက်ပူးပေါင်းအဖွဲ့ကဓမြဝင်တိုက်ခဲ့ပါတယ်။အော်တိုဘလာ၁ရက်နေ့ည၁၀နာရီခန့်မှာစစ်ကောင်စီတပ်ချက်ကြီးအောင်စော်ဝင်းခေါ်ဂန်းကြီးနဲ့ ပြုစောတိလူမိုက်ကြော်ကြီးပူပေါင်းအဖွဲကအရက်ဝတ်များဝစ်ကအင်စီကာအယ်ဖာ 3L 9839နဲ့အခြားက3စီးတို့နဲ့ရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက်အိမ်ပိုင်ရှင်မိသားစုကိုရိုက်နှက်ကကြက်သိန်းတရာကျော်လူယူသွားခဲ့ကြောင်းတန်းလဲမီဒီယာမှာဖော်ပြထားပါတယ်။ချမ်းသာတဲ့မိသားစုပဲရန်ညိုးရန်စားမရှိဘူး။တနက်ရက်ဓာရီနဲ့လာတာကာလီစီးနဲ့လာတာ15ရောက်လို့ရှိမယ်။စစ်တကတက်ကြကြီးပါတော့တနက်နဲ့ဆိုတော့ဖွင့်ပေးလိုက်ရတဲ့ပုံစံတိရတယ်လို့တန်းလဲမီဒီယာမှာတာဝန်ရှိသူကဆိုပါတယ်။ တန်လင်းမြုတ်ခတ်တူကလည်းကြော်ကြီးဆိုတာကဥပောညောင်ပင်ဖျားကုန်းအပိုင်နတ်စင်တရားနာဘက်မှာမူရစ်စည်းဝါးရောင်းလူငယ်တွေကိုစေးရောင်းခိုင်းပြီးတန်လင်းမှာညဘက်တွေးဆိုရင်အလုတ်သွားအလုတ်ပြန်လူငယ်တွေကိုကားနဲ့ပေါ်တာဆွဲတော်ကိုပြုလုပ်နေတဲ့ကောင်ပါလို့စီတို့ကိုအတီးပြုပြောဆိုပါတယ်။ဒါအပြင်ပြူစော့တိလူမိုက်ကြော်ကြီးဆိုသူမှာတန်လင်းမြို့အတွင်းကြက်ဝိုင်းများထောင်ထားပြီးမူရစ်စည်းဝါးရောင်းခြင်းနဲ့ KTV မြန်မာလှဆိုင်ကြီးကောက်ထားတဲ့ဝေစုကိုတက်နေမှုဘူကျုပ်ထွန်းလို့ထမ်းမှာ လစဉ်တင်ရကြည်ပေးနေတဲ့အတွက်ကြောင့်အေးမယူဘဲကောက်ွယ်မှုပေးနေကြောင်းတန်လင်းမီဒီယာရဲ့တာဝန်ရှိသူကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့အော်တိုဘားလာတဲ့မှာ TNL နဲ့စစ်အုပ်စုတွဲဆုံဆွေးနွေးဖို့ရှိကြောင်းတင်ဆက်ပေးပါမယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းတအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကတင်ပိုက်ထင်းချုပ်ထားတဲ့မြို့တွေကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက်မှာစစ်အုပ်စုနဲ့အော်တိုဘားလာယခုလတင်းမှာတွဲဆုံဆွေးနွေးတော်ဖို့ရှိတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောပါတယ် ပြီးကြတဲ့ဩဂတ်လ29ရက်နေ့ကတရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ဂျာပွဲစားလုပ်မှုနဲ့ TNL နဲ့စစ်အုပ်စုတို့အကြားထပ်မံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရမှာ TNL အနေနဲ့ကြောင်မဲနဲ့တီဘောကိုဆွန့်လွတ်မယ်လို့ဆွေးနွေးပြောကြားခဲ့ပေမယ့်စစ်အုပ်စုကမန်တုံနဲ့နမ်ဆန်ကိုပါပေးဖို့ထတ်တောင်းဆိုခဲ့လို့ဆွေးနွေးပွဲပြက်ခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်ဆွေးနွေးပွဲကိုတော့ကုမင်းမြို့မှာဒီလောက်ထဲမှာထပ်မံပြုလုပ်ဖို့စီစဉ်ထားစေမှာပဲစစ်အုပ်စုကကြောင်မဲမြို့ကိုအရသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်အုပ်စုတွေကနောင်ကျိုကိုအခုနှစ်ဇူလိုင်လ16ရက်နေ့ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကြောင်မဲမြို့ကိုအော်တိုဘားလ10ရက်နေ့မှာအလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားတာဖြစ်ပါတယ်စစ်အုပ်စုနဲ့ဒီတစ်ကြိမ်တွေ့ဆုံမှုမှာဘယ်လိုအချက်တွေအဓိကထည့်သွင်းဆွေးနွေးတော့ဖို့ရှိမလဲလို့မေးမြန်းခဲ့ရမှာတော့လူရည်ဦးကယခုလိုပြောဆိုခဲ့ပါတယ်တွေ့ဆုံဆွေးနွေးမှုကတော့ဘာမှမပြောတတ်သေးဘူးအထက်ကလည်းညွန်ကြားထားတာမျိုးတွေတော့မရှိသေးဘူးဒီလောက်ထဲမှာဆွေးနွေးမှုရှိမယ်ဒီတွေ့ဆုံဆွေးနွေးမှုကဘယ်နှစ်ဘယ်ရက်ဆိုတာအတိအကျမပြောတတ်သေးဘူး လောလောဆယ်အတိအကျဘာမှပြောနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။နောက်ချုံမြို့ကို TNL က2024ခုနှစ်ဇွန်လမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတရုတ်ရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုနဲ့တူဆေအိုစုကတရုတ်အားကိုးနဲ့နောက်ချုံမြို့ကိုပြန်ရဖို့ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတောင်ခန်းဒေသနဲ့နောက်ချုံမြို့ကို17လကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ဇူလိုင်လ16ရက်နေ့မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ကြောင်မဲမြို့ကိုတော့အင်အားထောင်နေချီပါတဲ့ဆေအိုစုစစ်ကြောင်းဟာတလကွဲနီးပါးအကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ့ အော်တိုဘားလတရက်နေမှာတော့တိုက်ခိုက်သိမ်းပိုက်ပြီးအပြည့်အဝထိန်းချုပ်သွားတယ်လို့မြေပြင်တွန်လိုင်းရဲဘော်တူကဆိုပါတယ်။စေအုပ်စုလက်ထဲကြောင်မဲမျိုးကိုပြန်လည်လက်လွတ်လိုက်ရပြီးနောက်ကြောင်မဲမျိုးနဲ့တစ်ဆက်တည်းဖြစ်တဲ့တီဘောမျိုးကိုစေအုပ်စုတွေကဆက်လက်ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိတယ်လို့စီရီလီလာသူတွေကတုံ့တက်ပြောဆိုနေကြပါရခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရင်သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆူလက်အောက်မှအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတို့ရင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။